ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကမှာတော့ပရိသတ်တွေအတွက်စာရေးသူဖုံမင်းနိုင်ရေးသားထားတဲ့မောင်ဖြိုးနဲ့အတော်မွေတဲ့ဗလောက်တစီအပိုင်းလေးကိုတင်ဆက်ပေးကြပါမယ်။ Season လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုလေးကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနား Notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါမယ်။ကျမတို့ရော Season 10ဆက်သူဟိမတ်ကူကူဖြစ်ပါရစေ။အခုကတကူလာလေးဗျာ။ တကြံမိုးလေးရလဲခဏလေးရွာပြီးတော့ပြန်တိတ်သွားတယ်ဗျမိုးရွာပြီးစအချိန်ဆိုရင်လေပြင်းနုအေးအေးလေးတွေဝင်ရောက်လာတတ်တော့နေရထိုင်ရတဲ့ကိုစိန်ရှိလာတယ်ဆိုတာခမရတို့သိပဲမလားမိုးအေးအေးနဲ့ကွေးလိုက်ရရင်ဖြင့်ခဏလေးနှိပ်ပံရောက်သွားတယ်လို့တော့မှထင်လို့ရတယ်ဗျကြော်လေကျုပ်တို့အိမ်လေးထဲမှာအမေတယောက်ကလွင်ကျန်နေသူတွေအကုန်လုံးဂရီပါရှယ်မှုရထမှာစိန်ခံနေကြပေါ့မိုးအေးအေးနဲ့တမျိုးလေးကွေးနေရပြန်တော့လေတိတ်ကိုစိန်ရှိရပေါ့ဗျာအမေကတော့အချက်ပြုတ်အကြော်လုံးနဲ့မိဖို့ချောင်းထဲမှာအလောက်ရှုပ်နေလေရဲ့ ကျုပ်ကိုကိုနိုင်ကြပြန်တော့လေအိမ်ရင်ဟောက်နေလိုက်တာများဗျာလူကြီးဝင်စားသလားမှားတယ်ထောကြီးကတော့ကျုပ်ပြီးမှကွေးကွေးလေး तू ကလည်းចောင်းခဏရပိတ်တော့အေးဆေးဖြစ်နေရပေါ့တိတ်မကြခင်မှာပဲမိဖို့ចောင်းနေရအမေရဲ့ဒေဦးရိုက်တန်းနေရကျုပ်တို့ရဲ့နားထဲမှာတန်ရည်ဘူးလောင်းလိုက်တယ်လို့ဖြစ်သွားတယ်ဗျာအဲ့နောက်တစ်ဆက်ထဲမှာပဲမွေးသမီးခင်ဂျေဆုရှင်မာတာရဲ့ပီယဝါစာအပြစ်တန်တန်းနေရဆက်တနက်တန်လိုမျိုးစူညာလွတ်လာခဲ့ပြီလေဟဲ့နေကင်းမမအကောင်အသက်ထွက်ကုန်ရပြီလား အဖေဖြစ်သူဦးဆောင်ပြီးအိတ်ပြနေမှာတော့အပြင်ကြီးရဲ့သားသမီးတွေအတူယူချမှာပေါ့တကယ်တည်းမှာပဲတော့ကိုကြည်စိအမေကကျွန်တော်တို့ထားစီချင်တာနဲ့အဖေရဲ့နာမည်ကိုခေါ်လိုက်တယ်ဆိုတော့ကျွန်တော်တို့ရိမ့်မိနေပြီလေဗျာအမေကွက်တရားရှိုးနေပြီလေဒါနဲ့ပဲကျွန်တော်လည်းကမန်းကရန်ထားလိုက်တော့အကိုကြီးရဲ့တစ်ဖက်ကိုလှည့်ပြီးနားပိတ်အိတ်နေလေရဲ့အဖေကတော့သူတို့လင်မြအစောရေတိုင်ပင်ထားသလားမှန်တယ်တစ်ချက်လေးမှအခန်းပြန်ထွက်မလာဘူးဗျထော်ကြီးကြပြန်တော့လေခလေးရှိနေသေးတော့ကိုင်းနေအောင်အဖြစ်ဆိုလို့မရဘူးလေ ကိုကြီးကတော့တတ်တမဲကိုမထတာကျုပ်သိရဲ့ဗျ။သူကမနေ့ကတနေ့ကိုရွာစဉ်တခြားအပြုတ်တွေလိုင်ငန်းပြီးမှအခုကျမှပင်မမီအိတ်ကောင်းနေတဲ့ပုံမှာပဲဗျ။ဒါနဲ့ပဲကျုပ်လည်းစိတ်ကြည်အောင်ဆင်ဦးရရှိတစ်ခွက်ကိုခတ်ပြီးမျက်နှာတပြီးအမေရှိအောင်သွားလိုက်တယ်လေ။ကျုပ်မီဖို့ကြောင့်လည်းရောက်ချင်းအမေကစပြီးမေးတော့တာဗျ။ဟဲ့နေ့ကိုထမလာသေးဘူးလား။ရှ်တူတူအမေခုနအကိုရအမေတမ်းမကြားကြအောင်ဆောင်ပြီးနားပိတ်ထားလို့တအားကိုပြောတယ်။ဘာအကောင်အဲ့ဒါလို့ပြောသလားငါဖြူ ဟုတ်တယ်အမေအမေမျောရသွားကြည့်အခုတော့ तू နားပိတ်ပြီးအိမ်နာဒါပြောတာလို့မပြောနဲ့နော်ဒါလည်းအကိုကြီးကိုကြောက်တယ်ကျုပ်ကအဲ့လိုပြောတော့အမေကအသားပြားရောင်းမကြီးကိုင်းပြီးအကိုကြီးရှိရာပေါ်တဲ့ကိုပြေးတက်သွားခဲ့ရဗျတိတ်မကြလိုက်ပါအကိုကြီးတယောက်အော်ပြီးခုန်ပါပြီးအောက်ကိုပြေးဆင်းလာခဲ့ပြီဗျအမေကလည်းအနောက်ကနေရောင်းမနဲ့လိုက်ရိုက်အကိုကြီးလည်းပတ်ပြေးနေအောင်ကျင်းကျုပ်ကတော့တဟာဟာရှီမောနေတော့တာပေါ့ဗျာအကိုကြီးကလည်းအိမ်အောက်ထပ်မှာပြေးရတာမလွတ်နိုင်မှန်းသိရနဲ့ထုံးစံတိုင်းခြံပြင်ထွက်ပြေးသွားခဲ့ပြီလေဒီတော့အမေရဲ့နှကားမျက်ဆောင်နဲ့အမျက်တော်သားကျုပ်စီပြန်လှည့်လာတာဗျာ နေကမိဘအောင်ရှိပြီးတော့လှောင်နေသေးတယ်နေကိုပြီးတော့နေအလှဲပဲကျုပ်ကလည်းဘေးရမလဲအမေလက်ဆတိရကြမိဖို့ကြောင့်တစ်ခါဘောက်ကနေခုံစင်ပြီးပြေးရတာပေါ့ဗျာအဲ့နောက်အမေကတော့စိတ်တူပြီးအိမ်ပေါ်ပြန်တက်သွားတယ်ဒီတစ်ခါတော့ထော်ကြီးလဲပဲဆိုတော့ကျုပ်သိလိုက်ပြီလေဘာပဲပြောပြောကျုပ်ကတော့မိုးချုံမှပြန်တော့မယ်ဗျာအဖေရှင်အားကိုရှိရလေအခုအဖေကိုရိုင်းကအိမ်နေတော့ပြန်သွားရင်အမေလက်ဆာနဲ့ကျုပ်သားနာတော့မှလေဗျာဒါနဲ့ပဲကျုပ်လည်းကျုပ်သိချစ်တဲ့ဘာကြီးတို့စီထွက်လာခဲ့တာပေါ့ဗျာ နောက်နေ့ရက်ဆိုရင်တချံကြပြီလေဗျာဒီတော့ဘာကြီးတို့ဖုန်ကြီးကြောက်မှာတီလာယူသွားမလားဆိုတော့သွားပြီးတော့ဆက်ဆူရအောင်မယ်ဟဲ့ဟဲ့ဘာကြီးတို့ရေဘာကြီးတို့ကျုပ်လေဘာကြီးတို့ရဲ့ချန်တကောက်ဖွင့်အတန်ကြကြဲနဲ့អော်နေလိုက်တယ်တိုင်းမဲ့ဘာကြီးတို့ကအခုထိတော့ထွက်မလာခဲ့ဘူး။သူ့ရဲ့အိမ်တကားကလည်းပေးထားတော့ကျောက်လဲအပြင်ကထရန်ပေါက်တူသေးလေးတွေကနေချောင်းကြည့်လိုက်တော့ဘာကြီးတို့ပရိစိတ်နေအောင်တွေ့လဲရတယ်ဗျ။ထူးဆန်းတာအသက်80ကျော်ရှိတဲ့ဘာကြီးတို့ပရိစိတ်နေအောင်ခါကိုစက်နေရပါပဲဗျာ ။ဒါနဲ့ပဲကျုပ်လည်းဘာကြီးတို့နဲ့စကားပြောနေကြမကြီးပင်ရဲ့ကုပြက်လေးမှာပဲထိုင်ရင်းနဲ့စောင့်နေရပါလိမ့်။အမေဘာကြီးတို့ကကုပြက်ကလေးပေါ်မှာထညာပကံလေးနဲ့ရင်းနှွေးခရအိုးလေးကိုကျုပ်ပြီးတော့ပြင်ဆင်ထားလေရဲ့။ဒီနေ့ကျုပ်လာမှာဘာကြီးတို့ကျုပ်များသိနေသလားထင်ရတယ်။ကျလေရင်းနှွေးကြံတစ်ခွက်ငှဲလိုက်တယ်အချင်းကဘလောက်ကြာနေမှမသိရင်းနှွေးကြံဟိုကအေးဆက်နေရပဲဗျာမိုးတဖွဲဖွဲကြာထားတော့လေမိုးရေမီလို့အေးသွားလေဖြစ်ရင်ဖြစ်မယ်ဒါနဲ့ပဲကျလေမိုးရေကျင်နာမှုကြောင့်အေးတဲ့ကူဆက်နေတဲ့ကုပြက်ကလေးထပ်မှထိုင်နေတဲ့ဘာကြီးတို့စောင့်နေရပေါ့ဗျာ ိတ်မကြလိုက်ပါဘူး။ဘာကြီးတို့ကအင်တကားဖွင့်ပြီးအပြင်ထွက်လာတယ်။အသက်80ကျော်ဆိုပေမဲ့တန်လုံးမြန်လုံးပဲဗျ။ပြီးတော့ကျုံနေတူကုပြက်ကလေးမှလာထိုင်လိုက်ပြီးအခုလိုစပြောတော့တာပေါ့ဗျ။ဟောမောင်ဖြိုးပါလား။ဘာကြီးတို့တမနယ်လုံးမျောနေတာအခုမှရောက်လာ။ကဲဆိုပါဦး။ဘာများမေးကျင်သေးလဲကွ။ဟာဘာကြီးတို့ကလည်းကြောက်လာနဲ့မကောင်းမြင်နေရပဲဗျ။ကျုပ်အခုလာတာတပတ်ခါဆိုကြံကြပြီလေ။ဘာကြီးတို့များဥပုပ်တရင်မသွားဘူးလားလို့လာမေးတာပါဗျ။ဟေး မောင်တောက်ကြရဥပုပ်ကြောင့်သွားပြီးတိလာယူမှာကုတူရရလို့ထင်နေရလားတချို့ဆိုရင်ဖះသွားကြောင်းတက်တယ်ဆိုပြီးအမိခံကြတာပါကွာတကယ်တမ်းကျတော့လူထင်ချောက်မေလုံနေကြတာတရားမထုတ်ပဲအတင်းတုပ်ပြီးပြန်လာရတဲ့သူအများသားကွဲ့ဟာဘာကြီးတို့ကတော့လှုပ်ပြီးအဖွားဆော့ခင်တာအခုလိုပြောရရဲ့ဗျသူတို့ကအခကြီးရဲ့ကြီးတွေမှာဥပုပ်ကြောင့်သွားပြီးတိလာယူတာတနစ်တာအကုတူအညစ်ကြီးတွေစီးကြော့တာပါတယ်လीဗျာ ဒါကလူနည်းစုတော့ပဲရှိတာပါမောင်ဖြူရတကယ်တမ်းကျတော့ကုသိုလ်ဆိုပြီးတော့အမိခံကြတာအောက်ကုသိုလ်တွေရှူပြီးပြန်လာတဲ့သူတွေကအတော်လေးများပါတယ်ကွာဘာကြီးတို့ရဲ့စကားအဆမ်းပါပဲလားဗျပြောပါဦးကုသိုလ်ယူတာအောက်ကုသိုလ်ရတဲ့အကြောင်းလေးကျုပ်လည်းဘာကြီးတို့စကားကိုမရမကောက်ကပ်ပြီးမေးတော့တာဗျဒီတော့ဘာကြီးတို့ကလည်းတပင်းတစ်ချက်ကိုချလိုက်ပြီးတော့ပြောင်မှုဖက်စီလေးကြီးကိုတုံးလေးကလောက်ဖွားပြီးမှအခုလိုပြောလာတယ်လေ။ကဲမောင်တော့ကြ။ညတကောင်ကဆင်ကိုချီလို့ရသလား။မရဘူးလေဘာကြီးတို့ရဲ့ အင်ဟာချင်းဟာတောင်နဲ့ကြောက်စရစ်ခဲလောက်กว่าနေ။ကဲဒါဖြင့်မြောက်ကဆင်ကိုမချီဖို့ကြိုးစားရင်ဘာဖြစ်မလဲ။ဟာဘာကြီးတို့ကလဲမြောက်ကဆင်ကိုမချီမှာတော့ဆင်ပြီပြီးတည်မှာပေါ့။အေးဖုန်ကြီးကြောင်သွားပြီးတော့တီလာယူရဲဆိုတာကလေလူအများမြောက်ကဆင်ချီတယ်လို့ပဲ။ကိုမလုံနိုင်တဲ့အရာလူထင်ကြအောင်လုပ်ပြကြရင်တော့ခွာရောက်ကြတယ်လို့မျိုးပေါ့ကွယ်။တီလာဆိုတာစောင့်စည်းမှုသဘောပဲတီလာကိုမနိုင်မဲနဲ့ကျောင်းမှာထိုင်နေလဲအလကားကျမရှိဘူးကွယ် ဒါဆိုဘာကြီးတို့ကတိလာမနိုင်လို့ဘုံကြီးကြောင့်မတော်ဘောဟုတ်တယ်မလားဟဲ့ကျုပ်ကအဲ့လိုစာနာပြောလိုက်တော့ဘာကြီးတို့ကအသက်ရွယ်နဲ့မလိုက်အောင်တဟားဟားနဲ့ရှီမောနေရဗျပြီးတော့ကျုပ်ကိုတေချာစူးဆိုင်ကြည့်ပြီးအခုလိုပြောလိုက်တာဗောဗျာဟေးမောက်တော့ကြလူကြီးကိုနောက်ဆရာလားတကယ်တော့တိလာဆိုတာဆရာတွေမပေးလဲကိုယ်စိတ်ကိုယ်တဏ္ဍာမှာဆွဲမြဲနေဘာမှသွားပြီးတော့ယူစားမလို့ပါဘူးကွယ်ဖះကြောင့်ကသွားပြီးတိလာယူပြီးမှအပူတွေဘွားနဲ့အိမ်မြန်မလာတဲ့သူတွေလည်းရှိတယ် ဥပမာကျောင်းမှာလူစုပြီးအတင်းတော်လို့တရားတော်ဘုံမရလိုက်တဲ့သူတွေပေါ့ဟုတ်တယ်ဗျဘာကြီးတို့ပြောတာတွေကတကယ်ပဲမှန်နေရပဲဗျကျွတ်တို့တွေကဖះเจ้าကသွားဖို့ပြင်ဆင်တာမြင်တော့မှအထင်ကြီးနေကြတာမဟုတ်လားဒါနဲ့ပဲကျုပ်လည်းဘာကြီးတို့ဘာမှစမပြောတော့ပဲအေးဆက်နေရဲ့ရင်းနှီးချက်တစ်ခုတောက်လိုက်တယ်အဲ့တော့ဘာကြီးတို့ကပဲဆက်ပြီးပြောလိုက်တယ်ဗျကဲမောင်ဖြူကြီးဒီနေ့တကြံတော့မင်းတို့ညီကိုတွေပတ်မွေကြမှာငါတော့မြင်ရောင်နေသေးရဲ့ကွာမင်းလာနေအတော့ပဲရော့ဟော်ရီယာအဆောင်ကျူးနော်ဒီအဆောင်ကျူးလေးကိုဆွဲထားအနေရကင်းနေ ဘာကြီးတော့အဲ့လိုပြောပြီးတော့ကျွကိုအချီကျိုးရည်နဲ့ထုံထားတယ်ဖះပုံတော်စီးရီပါတဲ့အဆောင်ကျိုးလေးပေးလိုက်တယ်ဗျပြီးတော့သူကိုယ်တိုင်ပဲကျွကိုဆွဲပေးလိုက်တယ်လေကဲမတော့ကြပယောကဝင်ပူးနေရမှန်သမျှမင်းလေပင်မှာဆွဲထားတဲ့ပုံတော်ပါအဆောင်ကျိုးလေးသာဆွတ်ပေးလိုက်ထွက်သွားလိမ့်မယ်ဒီတခါတော့ဘာကြီးတော့အတော်လေးထူးဆန်းနေရဲ့ဗျသူပြောတဲ့အရာတွေနဲ့သူပေးတဲ့အဆောင်ကျိုးကြောင့်ကျွဖြင့်အတော်လေးအံ့ဩနေခဲ့တာပေါ့ဗျဘာကြီးတို့စီကျွခဏခဏလာတာနှစ်အတော်လေးကြာခဲ့ပြီ ခုလိုမျိုးဘာကြီးတို့ကပယောကနဲ့ပတ်သက်ဆက်နေတဲ့အဆောင်ကျုပ်လုပ်တဲ့ကြောင့်တခါမှမပြောဘူးဗျ။ကဲထားပါတော့ဗျာကျုပ်လည်းဘာကြီးတို့စိတ်ချမ်းသာအောင်သူပေးတဲ့အဆောင်အကျိုးလေးကိုသဘောကျတဲ့အမှုရာတိုင်းလက်ခံရတာပေါ့ဒီတော့မှဘာကြီးတို့ကကျုပ်ကိုကြည့်ပြီးပြန်မအတင်းနှင်တော့တာဗျာသူပြောတာသူလှုပ်ရှားရှိသေးရတယ်ဗျာပြီးတော့ဒီနေ့ဘာကြီးတို့ပုံစံကြည့်ရမျက်နှာသိပ်မကောင်းဗျာဒါနဲ့ပဲကျုပ်လည်းအလိုက်တတိနဲ့ဘာကြီးတို့နှုတ်ဆက်ပြီးပြန်ခဲ့တာပေါ့လေ အခုလောက်ဆိုအမေလည်းဒေါသပြေလို့အဖေလည်းနိုးနေလာပြီကျုပ်အကူကြီးလည်းပြန်ရောက်နေလာရောပေါ့ဒါနဲ့ပဲကျုပ်လည်းအိမ်ကိုတန်းပြီးပြန်လာရတာပေါ့ဗျာကျုပ်အိမ်ကိုရောက်တော့ကျုပ်ထင်တဲ့အတိုင်းပဲအမေကလည်းမျက်စောင်းတစ်ချက်ပဲထိုးတော့အချိန်နေမဆိုးဆိုရလဲကျုပ်သိလိုက်ရတယ်လေအကူကြီးကတော့အခုထိပြန်ရောက်မလာသေးဘူးဒါနဲ့ပဲကျုပ်လည်းအမေနာသွားပြီးမျက်နှာချိုလေးသွေးပြီးတော့စကားလေးပြေးအေးလေးနဲ့တိုက်လိုက်တော့အမေမျက်စောင်းကလည်းလုံငယ်ချမ်းသာခွင့်ရသွားတာပေါ့ဗျာကျုပ်တို့မိသားစုတန်းတော့ထိုင်နေကြတဲ့အချိန်မှာထော်ကြီးကအမေရင်ခွင်နဲ့ပြေးဝင်ပြီးတော့တကြံတနက်ဝယ်ပေးဖို့ပူဇာနေရဗျာ။ အမေကထော်ကြီးကိုဖတ်တာပြီးခေါင်းကိုပုတ်သက်ပြီးဝယ်ပေးမယ်ပြောတော့ကျွတ်တော်မနာလို့သွားတယ်။ဒါနဲ့ပဲကျုပ်လည်းအမေကိုစားချင်တာနဲ့မျက်နှာအနောက်ဘက်ကိုလှည့်လိုက်တယ်။ကျုပ်အနောက်ဘက်ကိုလှည့်သွားတော့အမေကအဖေကိုကြည့်ပြီးအခုလိုပြောလိုက်တယ်ဗျ။ဖေကြီးတော့သားဖြစ်ပုံလဲကြည့်အောင်။သူ့ညီကိုကျုပ်ကခယူးဆိုင်ပြတော့မကြီးမငယ်နဲ့ဥတုံနေရတော့။အမေကအဲ့လိုပြောလိုက်တော့အဖေကအနောက်လှည့်သွားတဲ့ကျုပ်ကိုတေးချခြင်းအခုလိုပြောတယ်ဗျ။ตาหมองผู่อเภรว่าตาตะมี่ริโอดั้นหนูฉิดตาบากว่ามิ้นหนีเลียคลี้เบ้ชีตีรอปุบเบกยูไซเปียตะบอမျိုးบา ကဲတာစိတ်မကောင်းမဖြစ်နဲ့မင်းမေရှင်ဝင်မသွားတော့လေအဖေစီလားအဖေကအဲ့လိုပြောလိုက်တော့ကျုပ်ကလည်းခလေးဘွားရမလို့သတွေးစာရင်းနဲ့မျက်လုံးအောက်မှာတုပ်လိုက်တယ်ပြီးတော့ငိုနေတဲ့ပုံစံတရုပ်ဆောင်ပြီးအဖေကိုပြေးဖက်လိုက်ပြီးတော့ဝမ်းနဲ့နေအတန်းနဲ့အဖေကိုအခုလိုပဲပြောလိုက်တယ်အဖေအမေကလေတာဥဖြစ်တဲ့အကိုကြီးကိုကြားတော့လေအကြီးဆုံးသားမို့လို့ချစ်တယ်ပြီးတော့ညီလေးထော်ကြီးကြားတော့လေအငယ်ဆုံးမို့ချစ်တယ်တာကြတော့အလက်ကောင်ဆိုတော့အမေကသူတို့လောက်မချစ်ဘူးဆိုတာတာသိပါရဲ့ဖေဟာ တကယ်ဆိုတာသမီးတွေထဲမှာတာသမီးအလက်ဖေဟာကံမကောင်းမိဘတွေကအလက်ကိုကြအကြီးငယ်လာမချစ်ကြတော့တိတ်ဝမ်းနှမ်းရပဲအဖေဟာကျုပ်ကအဖေကိုဖက်ပြီးအဲ့လိုပြောလိုက်တော့အဖေကလည်းကျုပ်ကြောပြင်ပုတ်တက်ရင်းနဲ့နှစ်သိမ့်နေဗျပြီးတော့အမေကလည်းကျုပ်တကယ်ဝမ်းတဲ့နေရာထင်ပြီးထော်ကြီးကိုဖတ်ထားရတယ်ကျုပ်စီတူလာပြီးဖတ်လိုက်တယ်ဗျာ ဟုတ်ပါဦးတာရဲ့အမေကတော့ဘလောက်ချစ်တယ်ဆိုတာမင်းဖေအတီးဆုံးပဲအမေသားလေးကျမ်းမာရေးမကောင်းလို့အိပ်ရာထဲ၃ရက်လောက်အစာမစားနိုင်ပဲလဲနေတော့အမေမှာသားလေးတို့ဘလောက်ပူပန်ပြီးငိုခဲ့ရလဲဆိုတာမင်းဖေသိပါတယ်ကွယ်နောက်နောက်အဲ့လိုမတွင်းနဲ့တော့တာအမေကအမေသားလက်ကိုလည်းတားငယ်လေးတည်းမလျော့တဲ့မြစ်တာမျိုးနဲ့ချစ်တာပါကွယ်အမေကအဲ့လိုပြောပြီးတော့ကျုပ်ရဲ့နှစ်ဖူးလေးကိုနမ်းလိုက်တယ်ဗျဒီတော့ကျုပ်လည်းအဖေကိုဖတ်ထားရတယ်အမေကိုပြောင်းဖတ်တော်တာပေါ့ဗျာတကယ်တော့ကျုပ်ကလည်းခလေးပဲလေအိမ်တော်မကြပဲမိဘရင်ခွင်မှာရှိနေတဲ့ခလေးတောက်ပဲလေမဟုတ်ဘူးလား ကျုပ်လည်းအမေကိုဖက်ပြီးချွဲတော့တာပေါ့ဗျာအဖေကတော့ပြုံပြုံကြီးကြည့်နေတာဗျာဒါနဲ့ပဲကျုပ်လည်းအမေကိုဖက်လိုက်အဖေကိုဖက်လိုက်နဲ့ကလေးတယောက်လိုပြုံမှုနေတော့ဟိုအငယ်ကောင်ထော်ကြီးကစဖောက်ပြီးငိုတော့တာဗျာငိုရလဲသူ့အကျင့်တိုင်းနှကန်းအောင်အရှိငေါထွက်ပြီးအတန်ပြဲကြီးနေငိုတာအဲ့တော့အဖေနဲ့မေကလည်းသူ့ကိုတကြံတနက်ဝယ်ပေးမယ်လို့ချော့ရတာပေါ့ဗျာပြီးတော့ကျုပ်လည်းအဖေနဲ့အမေတို့ရှင်ခွင်ရနေထွက်ပြီးမိဖို့ဇာနဲ့ဝယ်ပြီးထမင်းစားဖို့ထွက်ခဲ့တာပေါ့အဲ့မှာတိတ်မကြပါဘူးအဖေနဲ့မေကဒုတိယချောင်းစီကိုင်းကျုပ်ရှိရဲ့မိဖို့ကြောင့်နဲ့ဝင်လာခဲ့တော့တာပေါ့ဗျာ ကျော်လဲချိနေကိုကြိုးပြီးတော့မိဖို့ကြောင့်ပရင်ပောက်ကိုဖွင့်ထားခဲ့တာပေါ့။ဘာလို့လဲဆိုတော့ကျုပ်ကအဖေနဲ့မိကိုဖက်ပြီးအဖေ8000တရာငွေ9000ချက်နဲ့အမေပတ်စံ1000ငွေ30အလေးတက်လာခဲ့တာလေ။အော်ငါဖြူမိဘတွေကတော့တားလေးတကယ်ခံစားရတယ်ဆိုပြီးနှစ်သိမ့်ပေးလိုက်ရတာ။နေရတော့လေမိဘတွေစိတ်ဆင်းရအောင်လုပ်ဖို့ပြပြလုပ်ခဲ့တာ။အခုကျချင်ငါပတ်စံ1000နှိုက်သွားတယ်ငွေ30ပြန်ပေးစမ်း။ဟုတ်တယ်မိမကြီးငါ8000တရာလေးနဲ့ငွေ9000ချက်ပါသွားတယ်။ငါတို့ဖက်ပြီးပတ်စံနှိုက်သွားရခလေးတိတ်ဖို့တာပြင်တော့ ဖေနဲ့မယားအဲ့လိုပြောပြီးကျုပ်အနာကတ်လာတော့ကျုပ်ကလည်းကျုပ်စီစဉ်ထားတဲ့အတိုင်းပရဲတကားဘောက်ကနေခုံကျော်ပြီးထွက်ပြေးခဲ့ရတာပေါ့ဗျာဒီတခါတော့အမေရိုက်မှအဖေကတာဖို့မပြောနဲ့သူကိုရိုင်းတော့ဝင်ရိုက်တော့မှဆိုတော့ကျုပ်လည်းမပြေးလို့မရဘူးလေဗျာဟုတ်တယ်မလားဘာပဲဖြစ်ဖြစ်အဖေနဲ့အမေဆရာတကြံမို့ဘူး15ကျပ်တောင်ခိုးခဲ့ပြီးပြီကျုပ်တို့တော့တာယာသွားပြီပြုတ်ဒီညကျုပ်လည်းအဖေနဲ့မေအိမ်မှာအဲကိုခိုးဝင်တော့မယ်မနေ့ပြန်ကြမှာတကြံမနဲ့ဆောက်ဖို့အစီအွေနဲ့လှော်အားပေးဖို့အတွက်ရွာလူကြီးဦးတောင်းအိမ်သွားရမှာလေဗျာ ပြီးတော့အဖေနဲ့အမေရဲ့ကလည်းကြုတ်ခိုးထားတဲ့ပုစံလေးပြန်တောင်းမှမဟုတ်ဘူးလေ။ဒါနဲ့ပဲကျုံလေရွာထဲကိုရှောက်ပတ်သွားရင်လည်းအကိုကြီးကိုလိုက်ရှာနေခဲ့တာပေါ့ဗျာ။ကဲ၊နောက်ပြန်တကြံကြပြီဆိုတော့ဒီနေ့မနက်ဆောင်ပဲပြီးတော့ရိန်သမားအလှမယ်တွေနဲ့တချင်းစုံမယ်သူတွေလည်းစီရင်ပေးထားတဲ့အတိုင်းပဲနော်။ဒီနေ့အထူးအစီအစဉ်ကတော့မြို့ဝပြန်ရောက်လာတဲ့ကျုပ်ရဲ့သမီးဟေမန်ကူကူကရိန်သမားအဖွဲရဲ့ခေါင်းဆောင်မင်းသမီးဖြစ်ပြီးတူမာကြီးတန်စင်ချူကတော့အကအလှတွေတင် जा ပေးရမယ်။ရွာလူကြီးဦးတောင်အဲ့လိုပြောပြီးသူ့သမီးကိုမိတ်ဆက်ပေးတာဗျာ။ ဘဲနဲ့ဗျာသူ့တမီးနာမည်ကဟေမန်ဗျမြို့ပေါ်တဲ့ပညာသင်ပြီးပြန်လာမှာဟေမန်ကိုကိုဆိုတော့ကျွတ်တို့ရွာသားတွေမျက်စိလဲကုန်တာပေါ့ဗျာဒီကြတဲ့ကျုပ်အကိုကြီးကတော့ဟေမန်ကိုကိုဆိုတဲ့သူမျက်လုံးကျွတ်မတောင်ငန်းနေဝမ်းသာအားရထော်အော်လိုက်တာဗျဟေးနေဟေမန်မလားကျောင်းတော့ကနေအတန်းနဲ့ချီးပါလို့ငါကိုရိုင်းဆောင်မောက်တတ်တိုင်ခဲ့ရလေဟုတ်တယ်မလားကျုပ်ကိုရလူအုပ်ကြားရဲ့ထောက်အွန်လိုက်တော့ရွာလူကြီးဘေးမှာရှိနေတဲ့မဟေမန်ကိုကိုမျက်နှာကြီးနှီးရဲသွားတယ်ဗျပြီးတော့အကိုကြီးကိုကြည့်ပြီးအခုလိုပဲပြောလိုက်တယ် ဟာနာမည်ဟိမန်ကိုကိုဖြစ်သွားပြီမြို့ပေါ်လူတွေကငါ့ကိုမင်းသမီးရမင်းကိုကိုနဲ့တူတယ်ဆိုလို့ငါနာမည်ဟိမန်ကိုကိုလို့ပြောင်းလိုက်တာအခုအစားရင်ငါ့ကိုဟိမန်ကိုကိုလို့ခေါ်ဒါပဲအမလီဟိမန်ရနေ့ကငါသေချာကြည့်ရနေအရင်အထက်အများကြီးချောလာတာပဲဟာဒါပေမဲ့လို့နေ့ကိုအပြဲစင်လို့နာမည်ပေးထားတဲ့အတိုင်းပဲနေရခုချိန်ထိအတန်အောင်နေတာကတော့ပြောင်းလဲမရဘူးလေပြီးတော့နေကအလဲတန်းထိနှစ်ချီတွဲလောက်နဲ့နေလာခဲ့တဲ့သူကအခုလိုမျိုးပေါ်မိတ်ကက်တွေလူထားတော့မင်းသမီးရှောင်းလှနေတာပဲဟာ ငါကိုရောမှတ်မိသေးလားအမောင်နိုင်လေနင်အတန်းထဲမှာစာခိုးကြတော့ဆရာမကိုမတိုင်ခဲ့တဲ့နင်ချစ်ဆုံးတငယ်ချင်းမောင်နိုင်လေဟေးဟေးအကိုရအဲ့လိုမျိုးငယ်ကျုံးငယ်သားတွေဖော်လိုက်တော့ရောက်နေတဲ့ရွာသားတွေပွဲကြအောင်ကိုရှိလိုက်တာပေါ့ဗျာသူကလည်းဘယ်နေမလဲထိတ်ဆုံးအောင်ဥဆောင်ပြီးရှိလိုက်တာပေါ့မဟိမကူကူခမဒေါသစိတ်နဲ့မျက်နာကြီးနေရပြီးခြေတစ်ချက်ဆောင်ပြီးအိမ်အပေါ်တော့ပြေးတက်သွားခဲ့တယ်ဒီတော့မှရွာလူကြီးဥတောင်သူ့တမီးဖြစ်ပုံကြည့်ပြီးတော့ရှင်ရဲ့ကျွတ်တူဟိဟောက်တော်တာပေါ့ဗျာပြီးတော့အကိုကြီးကိုလည်းဟဲ့ငနိုင် မင်းကငါ့တမျိုးတသက်အဆက်ခွဲလိုက်တာလား။ဘာပဲပြောပြောမင်းအပါဝင်တွေ့ရလောငါ့တမျိုးဟိမကူကူလို့ပဲခေါ်ရမယ်။ကြားလား။ဦးတောင်းကလည်းအတော်လေးကိုစိတ်ကြုံနေပြီဗျ။ဒီတော့မှကျွတ်တူလည်းစက်မကြီးရတော့တလို့အကူကြီးကလည်းခေါင်းငယ်ဆိုင်ကျသွားတာပါပဲလေ။မဟိမန်တစ်ဖြစ်မဟိမကူကူဆိုတာကအကူကြီးရဲ့ចောင်းနေဘတ်တငယ်ချင်းလေ။ပြီးတော့အကူကြီးလိုက်ပို့တဲ့သူတွေကသူ့အလေးထားဆုံးသူတယောက်လေ။သူပြန်လာတာဆိုတော့အကူကြီးဝမ်းတာအားရဖြစ်ပြီးစကားမသွားတာအပြစ်ဆိုလို့မရဘူးလေ။ဟုတ်ဘူးလား။ ဒါနဲ့ပဲကျွတ်တူတွေလည်းမန်တက်ကိုရွာလဲမှာအမြန်ဆုံးဆက်လုပ်ပြီးကျုပ်နဲ့အကိုကြီးကတော့တချင်းစုတိုက်ကြတယ်။ပြီးတော့ရှင်သမအဖွဲတွေလည်းအကတိုက်ကြတယ်။သူတို့ကအဖွဲရဲ့နီးပြတော့ကိုရှမ်းပုံနဲ့အိမ်တော်ကြတဲ့မတန်စင်ချူပေါ့ဗျာ။ပြီးတော့မဟိမန်ကိုကူကလည်းခေါင်းဆောင်မြင်သမီးဆိုတော့ရှေ့ဆုံးကလေ့ကျင့်ရတာပေါ့။ကျောက်အကိုကြီးကသွားပြီးချောင်းနေရလေဗျ။ကျုပ်ပြောထားတယ်လို့ပဲလေ။ကျုပ်အကိုကြီးကအပြုတ်ဆိုလို့ရှိရင်အငမ်းမရပိုးတဲ့ဗီဇာအတော်လေးဆိုးရဲဗျ။သူတော့မဟိမန်ကိုကသူ့ကိုအဖတ်တော်မလုပ်ဘူး။ ဒါအကိုကြီးကအတင်းတွေကန်နေတော့မဟိမန်ကိုကိုကဘာပြောလိုက်တလဲမသိဘူးအကိုကြီးပြုံးရွှင်ပြီးတခြင်းတိုင်နေတဲ့ကျုပ်စီပြန်လာခဲ့တာဗျအဲ့နောက်အကိုကြီးကတခြင်းအစိုးတိုင်နေတဲ့ကျုပ်ကိုဆွဲခေါ်ပြီးလူရှင်းရတနေရခေါ်သားခဲ့တာဗျပြီးတော့အခုလိုပဲဝမ်းတာအားရပြောတယ်ညီလေးမင်းတို့အမတယောက်ရတော့မယ်ကွာဟာဘယ်ဟာမှလဲအကိုကြီးကအမင်းနဲ့ဖေကကျွတ်တူညီကိုတော့ပဲမွေးတာဘယ်ဟာမှရှိလို့လဲဗျကျုပ်ကအဲ့လိုပြောလိုက်တော့အကိုကြီးမျက်နှာလငပုတ်ဖမ်းသွားတယ်ဗျ မင်းကတော်တော်အရာပဲညီလေးဟာမင်းအမဆိုတာမင်းအကိုကြီးဖြစ်တယ်ငါမိမကိုပြောတာအကိုကြီးဟာကျုပ်နားရှိလို့သားကြားတယ်အကိုကြီးကဘယ်တော့မိမရသွားလဲတရားလုံးကအပြိုရတာအကိုကြီးချိန်မှာယောက်ျားရကုန်ကြတာလေဒိဆက်ကွာမင်းပြောလိုက်ရင်အဆုံးထိပဲမင်းကိုရဖုံးတဲ့ကန်နဲ့နေတော့မထိုက်တန်တဲ့အပြိုရပိုင်ဆိုင်ဝဲမရကြတာကွာအခုမင်းကိုကြီးနဲ့ထိုက်တန်တာမြို့ကပြန်လာတယ်မင်းအမဟိမန်ကိုကိုနဲ့ဘောညီလေးရဟာ လှုပ်ပြီးဒီမှာကိုကြီးကကိုကြီးလိုမျိုးနွားချီနေတဲ့သူနဲ့ရွှေချင်းချင်းနဲ့မိန်းကလေးထိုက်တောင်မဝေးပါဗျာပြီးတော့အကိုကြီးမျက်နှာကိုလည်းတိချာကြည့်哦မဟိမကိုကိုလိုချောမောလာပါတဲ့သူကရွေးလောက်တဲ့ဥပဒေတကွမှမရှိဘူးဟဲ့တော်တန်တိတ်စပြိုင်ငါလည်းတရားညီလေးဆိုပြီးမျက်နှာထောင်မှာမဟုတ်ဘူးနော်အကိုကြီးတော်လေးစိတ်တုံနေပြီဗျဒီတော့ကြောက်လေပြေးဖို့ကြိုတင်စီစဉ်ရတော့မှလေမဟုတ်ဘူးလားတိုင်းမဲ့အကိုကြီးရဲ့ဒေါသမောင်းနိုင်ခဏပဲဗျပြီးတော့လေးပြေးသေးပြီးညီလေးဆိုပြီးစကားဆလာတာ ုပ်တိလိုက်ပြီလေအကိုကြီးကျုပ်တခုခုခိုင်းတော့မယ်ဆိုတာပေါ့ကျုပ်အဲ့လိုတွေးနေတော့မှပဲအစောကသူမဟုတ်တယ်လို့ဒေါသထွက်နေအကိုကြီးကကျုပ်ပခုံးဖက်လိုက်ပြီးအခုလိုစကားဆိုလာတယ်ဗျညီလေးအကိုကြီးရဲ့ချစ်ညီလေးဒီညအကိုကြီးနဲ့တူရွာပြန်ခဏလိုက်ခဲ့နော်ဟာအကိုကြီးကလည်းညတချင်းလဲတိုက်ရအောင်ပဲပြီးတော့ညာကြီးရွာပြန်ဘာလို့ထွက်မှာလဲဗျကျကအဲ့လိုမိလိုက်တော့အကိုကြီးကလေလိုရာရှိရင်ပြောင်းလဲတက်တဲ့သူ့ရဲ့ဝတီတိုင်းပြောလိုက်တဲ့စကားကိုချုံနေရောဗျာ ချင်းနေလေးရလဲကွာမင်းမဟိမကူကငါစိတ်ဆိုးနေတာကွာခုနကငါသွားတောက်မှန်တော့ရွာပြဘရောက်ပင်ကြီးကဒီညဘရောက်ပန်းခူကြီးမနဲ့ဆော့ဆော့လာပင်စိတ်မဆိုးတော့ပြောတယ်ကွာအကိုကြီးရဲ့ဖေကအတော်လေးကိုစိုးနေပြီဗျမနေ့ကမှရွာပြရောက်တဲ့မဟိမကူကတော့မှအပိုင်ဆိုပြီးတော့ချိန်နေရလीအတော်လေးကိုတတ်တဲ့ကျုပ်အကိုကြီးပြီးလို့ရှင်သူ့ပဲငိုပြီးကြက်နေမှာကျွတ်တော်မြင်အောင်မိသေးပါတယ်ဗျာဟာကိုကြီးကလည်းညရင်းချင်းဘရောက်ပန်းခူပြီးပေးရမယ်ဆိုတော့မဖြစ်သင့်ဘူးလေဗျမနေ့ဆော့ဆော့ခူးရမယ်ဆိုရင်တော်သေးတယ် ချစ်ညီလေးရလဲကွာမင်းမဆန္ဒဖြည့်စီပေးရရင်နိမ့်နိမ့်ညံ့ညံ့ရွေးစာမလိုပါဘူးကွာတကိုယ်ရဲလူပြိုကြီးဖြစ်မဲ့မင်းကိုဘွားလေးတာဆိုပြေးသွားအကူညီပေးပါကွာပြီးတော့မင်းကိုကြီးကသူ့အတွက်ညာရင်ကျဘရောက်ပန်းနေခူကြီးမနှက်ဆော့ဆော့ပေးလိုက်တဲ့ကသူကကျေးဇူးတင်မဲပြီးတော့မင်းကိုကြီးပေါ့မေတ္တာမိုးဆွေလို့မင်းကိုကြီးကလည်းလူပြိုဘွားကိုဆွံ့လို့ရတယ်လို့မင်းလည်းအမတယောက်ရတာပေါ့ကွာဟာဟာ အကိုကြီးရဲ့ပုံစံကြည့်ရတာဘလို့မှတားမရတော့တဲ့အခြေအနေကြီး။သူကအစ်စ်နေတော့ကြော်ပြီးအပိုင်ကိုတွတ်ထားတဲ့ပုံပဲလေ။ပြီးတော့ရွာပြေကိုညာကြီးထွက်ပြီးတော့သူ့တောက်တဲ့ဘရာဘန်မခူရတာနဲ့ကျုပ်ကဘာအဖို့ခေါ်တာတော့အတော်လေးဆိုးတယ်ဗျ။ကျုပ်လည်းအကိုကြီးဆိုတော့ညင်းလို့ကလည်းရမှာမဟုတ်။ဒါနဲ့ပဲကျုပ်လည်းခေါင်းငိန်ပြီးလက်ခံရတာပေါ့ဗျာ။ဒါမှအကိုကြီးရဲ့ညီလေးကွာ။အကိုကြီးကအဲ့လိုပြောပြီးတော့ကျုပ်ပါ့မဟိမကကူအထင်နဲ့အတင်းကိုနမ်းတော့တာဗျ။ဒီတော့ကျုပ်ကလည်းအကိုကြီးကိုတွန်းထုတ်ပြီးတချင်းတိုက်တဲ့စီပြေးရတာပေါ့ဗျာ။ ဒါနဲ့ပဲကျွတ်တို့တဏီကုံနဲ့ည10:00နာရီထိတချင်းတိုက်ခဲ့ပြီးခဲ့တဲ့အချိန်မှာပဲအကိုကြီးနဲ့ကျုံလေရွာပြန်ဘရောက်ပင်ကြီးရှိရာစီထွက်လာခဲ့ကြရလေအမောင်တို့ကလည်းအတော်လေးကိုကြီးစိုးနေခဲ့ပြီအချိန်ယုံကြည်တော့လေည7:00နာရီထိုးတော့မယ်ကျွတ်တို့ညီကိုညလည်းတန်တမီအဖြစ်အောင်တလက်နဲ့လာခဲ့ကြရတာပေါ့ဗျာဒီလိုနဲ့ဘရောက်ပန်းနဲ့အိတ်ဆက်နေတဲ့ဘရောက်ပင်ကြီးရှိရာကျွတ်တို့ညီကိုညရောက်လာခဲ့ကြပေါ့ဘရောက်ပင်အကူရောက်တော့အကိုကြီးအဖရာပြီးသားတဲ့ကျုပ်ကိုကြီးကကျုပ်ကိုအပင်မတက်ခိုင်းတာဗျာ သူကဘရောက်ပန်းခက်လက်တွေချိုးပြီးအောက်ကဓမီနဲ့ထိုးပြနေအကိုကြီးစီပြစ်ချပေးရတာပေါ့ဗျာအကိုကြီးကတော့ဘရောက်ပန်းကတ်တွေကိုအသင့်ပါတဲ့ဂျုံအိတ်ထဲကိုစီစီရီထည့်နေတာအခုဆိုအိတ်တဝက်တောင်ရောက်နေပြီအဲ့ဒီအချိန်မှာပဲအကိုကြီးကကျုပ်ရှိနေတဲ့တကန်ရဲ့အနောက်ဘက်ကတကန်ကြီးမီးနဲ့ထိုးပြီးကြောက်လန့်တစားអော်လိုက်တယ်ဗျာညီလေးမင်းတော့မတည်ဟိအကိုကြီးကအဲ့လိုပြောပြီးဘရောက်ပန်းနေထင်တဲ့အိတ်ကြီးတိုက်ပြီးရွာထဲကိုပြေးဝင်သွားတာဗျာကျုပ်ကအတော်လေးတန်ရုံစင်ကြီးအကိုကြီးပါပဲဗျာ ကျက်ကလည်းအကိုကြီးပြောက်ပန်းနေလူတလောက်ရလို့ကျက်ကိုစနောက်တာပဲထင်တာဗျ။အဲ့နေပဲကျုပ်လေအောက်ကိုပြန်ဆင်းလိုက်တော့မြေပြင်နဲ့နှစ်တောင်ခန့်အကွာပင်စီကြီးလေးရောက်တော့ကျုပ်တိုင်းထားတဲ့ပစိုးအပေါ်တယောက်ယောက်ကဆွဲထားတာဗျဒီတော့မှကျုပ်လေအကိုကြီးစားရမဟုတ်မှသိလိုက်ရတာပဲကျုပ်အပေါ်မောကြည့်လိုက်တော့တကောလုံးအဝတ်ပလာနဲ့အဝိုင်းအောင်တန်းနေတဲ့ခန္ဓာကိုယ်ကြီးနဲ့အိယာမတရေတကောင်ဖြစ်နေရဗျသူကအမွှေးထူးထူးနဲ့သူ့ရဲ့အဝိုင်းအောင်လက်ကျူးတွေနဲ့ကျုပ်ကိုတိုင်ထားတဲ့ပစိုးဆွဲထားတာဗျမလီဗျာ သူ့ရဲ့မျက်လုံးကြီးတွေကလည်းမီးဟုံဟုံတောက်မတက်နေရဲနေပြီးတော့တိုက်ပကံပြားတစ်ချက်စာလောက်ကိုရှိနေတာမျက်နှာကြီးတစ်ခုလောက်ကလည်းဝါထိန်နေပြီးတော့ပစက်ကြီးကလည်းပြဲကနေရပဲပြီးတော့သူ့ရဲ့ရှာကြီးတွေကလည်းအောက်ကိုတွဲလောင်းကြည့်ပြပြီးတော့ခြောက်ကက်ကက်အတန်းကြီးနဲ့ကြက်ကိုကြည့်ပြီးအခုလိုပြောရဲပြဟေးကောင်လေးငါဘလောက်ပန်းနေပြန်ပေးဒီတော့ကျုပ်လည်းသူ့ဆွဲထားတဲ့ပစိုးတိုင်းကိုချုပ်ပြီးအောက်ကိုခုံချပြီးဘောင်းမီကျုံနဲ့ပဲပြေးလိုက်ရတာပေါ့ဗျာ ကျိုးအဲ့လိုပြေးထွက်သွားတဲ့အချိန်မှာပဲနောက်ကနေပုတ်ကနေအတန်တန်ကြာတော့ကျိုးလည်းပြေးနေတဲ့အနောက်ကိုလှည့်ကြည့်လိုက်တော့အရက်ဆယ်ပြီလောက်ရှိတဲ့တရေကြီးလည်းကျုံနောက်လက်ကြီးဆန်ပြီးပြေးလိုက်လာတာမကြောက်တတ်တဲ့ကျုပ်လေကျုပ်ထက်အရွယ်စားကြည့်တဲ့ဒီကောင်ကြီးလိုက်နေအောင်ဆိုတော့ချွေးသီးချွေးပေါက်တွေကြာပြီးရှိသမျှအားကုန်သုံးပြီးရွာထဲပြေးဝင်ပြေးရတာပေါ့ရွာအဝင်ဝသုံးရင်ကျော်လောက်မှာဘာကြီးတို့အိမ်ရှိရလေဒီတော့ကျုပ်လေအတန်ပြေးင်းနဲ့ဘာကြီးတို့ရဲ့၄00လောက်မြင့်တဲ့ခြံစည်းကိုလှွာကနေခုံချော်ပြီးခြံထဲပြေးဝင်လိုက်ရတာဗျို့ တမန်ချင်းဆိုရင်၄၀၀ခန်းရှိရဲ့ချန်စီကိုကျုပ်ဘလို့လို့ကြော်နိုင်ပါမလဲဗျာကြောက်လန့်တကြမလို့ကျုပ်ကြော်သွားနိုင်တာဗျာနောက်ကအကောင်ကြီးကလည်းဘာကြီးတို့ရဲ့ခြံတကားပေါက်မှာကျုပ်ကိုမီဟုံးတောင်းနေမျိုးလုံးနဲ့စိုက်ကြည့်ပြီးပစက်ကြီးဖြဲပြပြီးခြောက်လိုက်တာဗျာအဲ့တော့မှကျုပ်သေးချကြည့်လိုက်တာသူ့ပစက်ကြီးကကျုပ်ကိုတော့ဝါးစားမျိုးချနိုင်လောက်တဲ့အထိအကြီးပဲဗျာပြီးတော့သွားရလဲခြုံထက်နေရပဲကျုပ်ကသာမီးကျုပ်ကမတွေ့ရကြပဲဗျာဒါနဲ့ပဲကျုပ်လည်းဘာကြီးတို့ရဲ့အိမ်တကားအတင်းခောက်ပြီးအခုလိုပဲအော်လိုက်ရတာပေါ့ ။ဘာကြီးတို့ဟေးဘာကြီးတို့ကျုပ်ခဲ့ပါအောင်ဗျာကျွန်တော်မှတရားရေးလိုက်နေလို့ထွက်ခဲ့ပါအောင်ဗျာ။ကျုပ်ကအဲ့လိုအတန်ကျကျနဲ့ဟေးပြီးတကားခေါင်းနေတော့ရေနံစီမိအင်ကလေးစိဘာကြီးတို့ထွက်လာတယ်ဗျာ။ကျုပ်လည်းဝမ်းသာအားရနဲ့ဘာကြီးတို့ဖတ်လိုက်ပြီးချမ်းပါပေါ့နောက်ပြန်လည်းညှိုးထိုးပြလိုက်တော့ဘာကြီးတို့ကတောက်တစ်ချက်ခောက်လိုက်တာကျုပ်ကြားလိုက်ရတယ်။အဲ့လိုဘာကြီးတို့ရဲ့တက်ခောက်တန်းကြားလိုက်တော့မှအဲ့တရေထွက်သွားတယ်ထင်ပါရဲ့ဗျာ။ကဲမတော့ကြမင်းဒီတခါမွေတာငါလဲအေးရပြပြီမင်းကောင်မရှိတော့ပါဘူးကွာကဲပြန်တော့ ဘိုင်တိုအဲ့လိုပြောတော့ကျုပ်လည်းဘိုင်တိုတင်းတင်းကြပ်ကြပ်ဖတ်ထားရင်လည်းခေါင်းအဆမပြေရမ်းပြီးအခုလိုပဲပြောလိုက်တယ်။ဟာအကြုံကြည့်ရဲ့ဘိုင်တိုပြီးတော့အခုညမပြောင်းရတော့ဘိုင်တိုနဲ့ပဲအိမ်မယ်ဗျာ။ကျုပ်လည်းအဲ့လိုပြောပြီးဘိုင်တိုအိမ်နဲ့ပြေးဝင်သွားပြီးဘိုင်တိုအိမ်ရဲမှာစောင့်ချုံပြီးတော့ဝင်အေးလိုက်တာပေါ့ဗျာ။ဘိုင်တိုကတော့ကျုပ်ဖြစ်ကိုကြည့်ရင်သဘောကျပြီးတကားပိတ်ပြီးတော့ကျုပ်အိမ်နေပြီးမှသူလည်းအိမ်လိုက်တာပေါ့။ဒီလိုနဲ့မနဲ့လဲရောအဖေနဲ့အမေရဲ့အကူကြီးရရွာလီကြီးဥတောင်းတို့အဖွဲနဲ့ဘရောက်ပင်ကြီးစီသွားကြတယ်ဆိုပဲ။ ်အိမ်မှာအပင်ကြီးမှာကျွတ်ကြနေတဲ့ကျုပ်ပစိုးမြင်ရပြီလူကမတွေ့ရတော့တရေကြီးကကျုပ်ကိုစားသွားတာထင်ပြီးအဖေနဲ့အမေရဲ့အကူကြီးရေငိုလိုက်ကြတာတယ်ဗျအမေအားဆိုအကူကြီးကိုဝှချမ်းများနဲ့အသေးဆော်တာတယ်ဗျကျုပ်ကတော့အကူကြီးခံရတော့ဝမ်းသာနေရလေခင်ဗျားတို့ပဲစဉ်းစားကြည့်လေဗျာသူကကိုလို့ရုံပြေးပြီးတော့ကျုပ်ကိုကြားထားခဲ့တာလေကျုပ်မအပြေးကောင်းလို့ဘာမှဖြစ်တာပဲမဟုတ်လားပြီးတော့ဒီနေ့ကတကြံအကျိုးလေးဗျမတ်တက်အတန်းလေတမနက်ခင်းလုံးမကြောက်ဘူးကျုပ်ကလည်းကြောက်ပြီးအိမ်နေရဆိုလေနေ့လယ်12နာရီမှနိုးရပြကျုံတို့တော့ဘာကြီးတူအောင်မရှိတော့ဘူး ဒါနဲ့ကျုပ်လည်းအိမ်ကိုပြန်လာတော့ဖေနဲ့မေကကျုပ်ကိုပြေးပြီးဖတ်ကြတယ်ဗျဒီတော့မှအဖေနဲ့မေကျုပ်ကိုဘယ်လောက်ထိချစ်တယ်လဲဆိုတာသိရတော့ကျုပ်လည်းမျက်ရည်တောင်ကျမိပါတယ်ဗျကျုပ်အကိုကြီးကလည်းကျုပ်ဘာမှဖြစ်တာကိုသိတော့ကျုပ်စီလာပြီးသူကလည်းဖက်ပြီးတောင်းမနေပြကျုပ်တကယ်ထင်တာအကိုကြီးကကျုပ်ကိုမချစ်လို့ပြစ်ထားခဲ့ရလို့ထင်တာဒါပေမဲ့အခုအကိုကြီးရဲ့ကြံ့နေရဲ့မျက်ရည်စားတဲ့ကြောင့်ကျုပ်လည်းအကိုကြီးကျုပ်ကိုချစ်မှန်းတိလိုက်ရတာပေါ့လေဘာပဲပြောကျုပ်လည်းဘရောက်တစီကိုကျေးဇူးတင်တာပဲဗျသူကြောင့်ကျုပ်အပေါ်မှာကျုပ်အဖေအမေအကိုကြီးတို့ရဲ့ချစ်ချင်းမြတ်တာအပြေအဝါကိုကျုပ်ကရရှိခဲ့တာလေ မဟုတ်ဘူးလားပြီးတော့ကြောက်ညီထော်ကြီးကလည်းကိုကိုပြန်လာပြီဆိုပြီးသူ့ဝတီအတိုင်းနှကန်းအောင်အရှိထွက်ပြီးအုံငွေကြုတ်ကိုပြစ်ဖတ်တာဗျကျုပ်ဖြစ်ဝမ်းသာလိုက်တာဗျဒီကြတဲ့ရွာလူကြီးနဲ့ကာလာသားတွေကကျုပ်ဘာမှမဖြစ်ဘူးဆိုတော့တိတော့ဝမ်းတာအာရနဲ့မန်းတက်ကနေတကြံတချင်းနေဖွင့်ကြတာပေါ့ဗျာကျုပ်ကိုတရားလုံးဝလည်းချစ်ကြတယ်ဗျကျုပ်တော့ပြောလိုက်တာမှာဗျာဒါနဲ့ကျုပ်တို့ညီကိုလည်းမန်းတက်ရှိရအပြေးသွားကြတော့မဟိမန်ကိုကိုကိုရင်းသမအဖွဲရတာကောက်အောင်ကောင်းနေကြပြီဗျာ သူတို့ခေါင်းပေါ်မှာလည်းဘရောက်ပန်းနေရဝင်းကနေထိုင်ကနေဖြစ်နေရပါပဲဗျာတို့တော့ကြုံလေအကိုကြီးကိုမျက်ဆောင်ထိုးကြည့်ရဟေဟေညီလေးသူတို့ပန်းနာမိခုပေးတဲ့ဘရောက်ပန်းနေလေကျုပ်ပြန်အတော်လေးစိတ်ကတိကအောင်ဖြစ်သွားတယ်ဗျကျုပ်ကိုဒီလောက်တအိမ်လုံးစိတ်ပူနေကြတာအကိုကြီးကမဲ့ရင်မဲ့ကိုကိုရှင်ဖွဲ့ကိုဘရောက်ပန်းနေပေးပြအောင်သွားပေးသေးရတယ်ဗျာအတော်ဆိုးတဲ့အကိုကြီးပဲဗျာဒါနဲ့ပဲကျုပ်လည်းအကိုကြီးကိုမျက်ဆောင်ထိုးနေတော့အကိုကြီးကလည်းအလိုက်သက်သည်နဲ့ကျုပ်အိတ်ကထဲအမေရိုးဆရာသူ့ဘတ်ထားတဲ့ငွေငါးချက်ထည့်ပေးလိုက်တယ်ဗျာ။ ီတော့ကျုပ်လည်းဘာမှဆက်မပြောတော့ပဲမိမ့်မကူကူလိုရင်းသမအဖွဲအကလာရှူစားနေရတာပေါ့ဗျာအဲ့ဒီအချိန်မှာပဲရှီဆုံးကကနေတဲ့မဟိမကူကူတယောက်နှစ်ပူးတလို့ခုံပေါက်ပြီးကောက်ွက်ပြောင်းသွားတယ်ဗျာရှင်သမဝတ်စုံနဲ့ခုံပေါက်ပြီးကနေတဲ့မဟိမကူကူကြည့်ပြီးကျုပ်တို့အားလုံးအံ့အားသင့်နေကြကြာဗျာကြောင်မဟိမကူကူကအယက်သမားတယောက်ကတဲ့ပုံစံတိုင်းကောက်ွက်ဆက်ပြောင်းသွားတယ်မိမသားတယောက်အနေနဲ့ရဲသမားတယောက်လို့တရင်တရင်ကနေရများတော့အောက်ကလူတွေကြည့်ပြီးရှီမောနေကြတယ်လို့ရင်းသမားနီးပြမတ်တန်စင်ချွာလေးထိတ်လန့်နေကြအခုလို့အော်ဟစ်ခဲ့ပါတယ် ဟိမေးအဲ့တော့ဘာအကလဲစိတ်ကိုထိစိတ်ကိုထိအယူတယောက်လုံးရှိမောပြီးတော့တရင်တရင်ကားနေတဲ့မဟိမန်ကိုကိုကျုပ်သေးချာကြည့်လိုက်တော့မျက်လုံးတွေရှည်ပြီးမူမမန်နာတွေ့ရတယ်ဗျမဟိမန်ကိုကိုရဲ့အဖေရွာလူကြီးဦးတောင်းလည်းသူ့သမီးထန်းရီတွေတောက်ပြီးမူးနေရထင်းပြီးစိတ်ကအတော်လေးတုန်နေရအဲ့ဒီအချိန်မှာပဲကြုံလာတယ်ဘာကြီးတို့ပြောတဲ့စကားတချို့အမှတ်ရလိုက်တယ်မကောင်းတဲ့ပယောကဝင်ပူးခံရတဲ့သူကိုကျုပ်လည်းမဆွဲထားတဲ့အဆောင်ကျိုးလေးကိုစွပ်ပေးလိုက်ထွက်သွားမယ်ဆိုတဲ့စကားပေါ့ အားနေပဲကျုပ်ကလည်းမနက်စင်ပေါ်ပြစ်တက်သွားပြီးစိတ်လွတ်ပြီးကနေရဲ့မဟိမကူကူအဆောင်ကျူးနဲ့လေမှာဆွတ်ချလိုက်တော့ကနေရဲ့မဟိမကူကူလည်းအယုတ်ကျပြတ်တယ်လို့လဲကြသွားတယ်။ပြီးတော့တဆက်ထဲတခြားရင်သမားတယောက်ကလည်းမဟိမကူကူလိုဟီဟီဟာဟာအော်ပြီးနောက်တစ်ကောင်ကတည်းလို့မျိုးစက်ကနေပြန်အောင်ပြ။ဒါနဲ့ပဲကျုပ်လည်းမဟိမကူကူဆွဲပေးထားတဲ့အဆောင်ကျူးကိုဖြုတ်ပြီးကနေရဲ့တခြားတယောက်ထပ်ဆွဲပေးလိုက်တော့သူလည်းလဲကြသွားပြီးတခြားရင်သမားတယောက်စက်ကနေပြန်အောင်။အချိန်ကြီးတော့တိတ်မကောင်းဘူးပြ။ကျုပ်လည်းတယောက်ပြီးတယောက်အဆောင်ကျူးနဲ့ဆွဲပေးပြီးပြောကထုတ်လိုက်တော့ ကြောက်ကိုရဆင်းအောင်ကနေအပေါ်တက်လာပြီတဟာဟာရှိနေရဗျဟာဟာမှတ်ပြီလားကွာငါနေတဲ့အပင်ကိုလာပြီငါ့ကိုခွင့်မတမ်းပဲဘရောက်ပန်းခုတဲ့ကောင်နေနဲ့ပန်တဲ့ကောင်မှတယောက်မကြအကုတ်တတ်မယ်ဟိကြောက်တိလိုက်ပြီလေဗျအကိုကြီးကိုဝင်ပူနေရညကကြောက်ကိုလိုက်တဲ့တရေကြီးပဲဗျဒါနဲ့ကြောက်လေအကိုကြီးကိုအဆောင်ကျုံနဲ့ဆွလိုက်တော့အကိုကြီးလဲကျသွားပြီမိမ့်မကကွာတဟာဟာနေထားရပါလေရောမန်တက်ကလည်းသချင်းတန်ကြီးပိတ်သွားပြီလေဗျာဒီတော့မိမန်ကူကူအော်နေရဲ့အတန်းကြောက်စရာကောင်းလာတယ်လို့သူ့ရဲ့ပင်ကိုအတန်းပါသွားကြအတော်လေးကိုကျေလောင်နေရပါပဲဗျာ အောက်ကကြည်နေတဲ့သူတချို့ ਨੇ ရွာလူကြီးဥတောင်းတို့လည်းကြပြားကြရဆင်ပေါ်တလာခဲ့ပြီးမဲအိမ်မက်ကိုကိုချုပ်ထားလိုက်ရတာပေါ့ဗျာအဲ့ဒီအချိန်မှာပဲကြောက်ရနားရမှာအတန်တန်ကြားလိုက်ရတယ်ဗျာဟေကောင်လေးသူတို့ပန်ထားဘရောက်ပန်းတွေဖြုတ်ပြီးလွှတ်ပြစ်လိုက်အဲ့ဒါဆိုကောင်းသားလိမ့်မယ်ဒီတန်ကိုကျုပ်ရင်းရင်းနှီးနှီးကြားဖို့ရယ်ဗျာဒါပေမဲ့ဘယ်သူလဲဆိုတာကျုပ်စဉ်းစားမရဘူးဗျာအဲ့တော့ကျုပ်လေအဲ့အတန်ရှင်ပြောတဲ့အတိုင်းမဲအိမ်မက်ကိုကိုရဲ့ကောင်ဘရောက်ပန်းကိုဖြုတ်ပြီးမနက်စင်အနောက်ဘက်ကိုလွှတ်ပြစ်လိုက်တော့မဲအိမ်မက်ကိုကိုသတိပြန်လည်လာတယ်ဗျာ ပြီးတော့တရပီးတရခုံပေါက်နေရဲ့ရင်းသမားတွေရဲ့ပန်ထားတဲ့ဘရောက်ပန်းတွေလည်းကျုပ်ကပဲယူပြီးပြက်လိုက်တော့မှသူတို့အားလုံးပုံမှန်ပြန်ဖြစ်သွားတာအဲ့အချိန်မှာအကိုကြီးကအသက်နဲ့ကြီးနေကျုပ်ကိုစူးစိုက်ကြည့်ပြီးအခုလိုကြိမ်းဝနေရဗျဟဲ့ကောင်ညမင်းကတတ်မရလိုက်လို့မင်းကန့်ကောင်းသွားတယ်မင်းကအိတ်နေတဲ့ငါကောင်ပေါ်တတ်ထိုင်သွားတာငါမကြင်တော့ဘူးကအခုမင်းကလဲလိန်ချိုးတတ်မယ်အကိုကြီးကအဲ့လိုပြောပြီးတော့လက်ဆံမီကျုပ်စီပြေးလာတာဗျ ဘေးရရွာကန်လူတွေကလည်းအကိုကြီးစီကိုကျုပ်စီကိုမရောက်ခင်ဝိုင်းမီချုပ်ထားတော့မှကျုပ်လည်းအကိုကြီးကိုမဲ့ရမကူကူဆွဲထားတဲ့အဆောင်ကျိုးကိုဖြုတ်ပြီးတော့ဆွဲပေးဖို့ပြင်လိုက်တယ်။ဒီမှာပဲကျုံနာတဲ့အစောအသင်ရှင်အသင်ဆက်ပြီးကြားလိုက်ရပြန်တယ်ဗျ။မင်းကိုကြီးအိတ်ထောင်ထဲမှာဘရောက်တစ်ခတ်ရှိသေးတယ်။အဲ့တော့ရွှေပြီးလှပစ်လိုက်။တန်းနေပဲကျုပ်လည်းရွာသားတွေချုံနောင်ထားတဲ့အကိုကြီးအိတ်ကတ်ထဲကိုနှိုင်းလိုက်တော့ဘရောက်တီတီလေးတစ်ခုတွေ့လိုက်ရတယ်။ကျုပ်လည်းအိတ်ဘရောက်တစ်ခတ်လှန့်ပစ်လိုက်တော့မှအကိုကြီးပါဝင် အားလုံးလည်းပုံမှန်ပြန်ဖြစ်သွားတယ်။ အဲ့နောက်အစောအဝင်ပူနေတဲ့ရင်းသမားရဲ့မိသားစုဝင်တွေကအကြောင်းဆုံးရှင်းပြတော့ဝင်ပူးခံရတဲ့ရင်းသမားတွေလည်းရှက်ပြီးမန်းနဲ့စင်ပွားနေစင်ပြေးသွားကြတာပေါ့ဗျာမအိမ်မကူကတော့ကျုပ်အကိုကြီးကိုမျိုးလုံးစင်းကြီးတွေနဲ့ကြည့်ပြီးကျုပ်ကိုတော့ပြုံးပြပြီးသူ့လဲရှက်ရှက်နဲ့သူ့အဖေနောက်ကိုပြန်လိုက်သွားတာပေါ့ဗျာပြီးတော့မှကျုပ်တို့တွေလည်းတကြံမန်းတောက်ဖျက်လိုက်ရတယ်လို့အကိုကြီးရဲ့မဟိမန်ကူကူပေါ်မှာထားတဲ့မျိုးလင့်ချက်တွေပါတခါရဲပျက်စီးခဲ့ရတာပေါ့ဒီလိုနဲ့မဟိမန်ကူကူလည်းတကြံကြနေမှာပဲသူ့အဖြစ်ကိုရှက်ပြီးမြို့ကိုပြန်သွားခဲ့တယ် ကျုံနဲ့အကိုကြီးကလည်းဘရော့ပင်ကြီးသွားပြီးအမဲသားတပိတ်သားနဲ့ထမင်းတအိုးချက်ပြီးတော့သွားပြီးတောင်းပန်ခဲ့ကြတာပေါ့ဗျာဒီနေ့ကျုပ်တို့ကြောက်ချင်ရတဲ့ကြံလေးကဘရော့တစီမှွေလို့ပျက်စီးခဲ့ရပြီမို့လားတကယ်တမ်းကျတော့ဘရော့တစီမှွေတော့မဟုတ်ပဲဘိုင်တိုပြောတယ်လို့ကျုံနဲ့အကိုကြီးမှွေလိုက်တာလေဗျာကျုပ်လည်းတကြံပြီးတော့ဘိုင်တိုစီသွားပြီးအကြောင်းစုံပြပြလိုက်တော့ဘိုင်တိုကအခုလိုပဲရှင်းပြတယ်ဗျာမတော့ကြ යි တကယ်တော့ဘရော့ပန်းဆိုတာညမခွင့်အခုလိုပဲအမှောင်ပြောကားတွေပါလာတတယ်ဒါကြောင့်ရှင်းလူကြီးတွေပြောတဲ့စကားပုံတစ်ခုရှိခဲ့တာပေါ့ကွယ် အဲ့ဒါတကြံပြောင်ညမကောင်နဲ့ဆိုရယ်ဆိုယုစကားပဲကွတနစ်တကာပွင့်နဲ့အတာတကြံပန်းမလို့ညအချိန်မှာခွင်ယူလိုက်မယ်ဆိုတာလေအလကောင်းမဟုတ်ဘူးလေကွတကယ်တော့ဘရောက်ဆိုတာသစ္စာရှိရဲ့ပန်းပဲတနစ်မှာအတာအချိန်တခါပဲပွင့်တာလေအဲ့ဒါကြောင့်မနဲ့နေထွက်အာယုံတက်မှာပဲခူရာဘရောက်ပန်းရဲ့သစ္စာမင်္ဂလာရှိရှိဂုဏ်ပြုခြင်းတမျိုးပေါ့ကွဒါပေမဲ့နောက်ကျရင်တော့မင်းတို့လိုမျိုးညာခုနေကမတ်ခုပြီးတော့ဘရောက်ရဲ့မင်္ဂလာအချိန်ဖြောက်ပြီးလူတွေသစ္စာဖောက်ကြလိမ့်မယ် ဒါကြောင့်အတာချိန်ရောက်ရင်တော့အချိန်မှပွင့်တဲ့ဗရောက်တွေပြတ်ကုန်တော့မှမြင်အောင်မသိတယ်ကွယ်။ဘိုက်တိုပြောတာလဲတိတ်ကိုသဘာဝကြရပြကျို့တို့ညီကွာလဲညအချိန်မတော်သွားခုခဲ့ကြလို့အခုလိုမျိုးပြဿနာဖြစ်ခဲ့ကြတာမလား။ခမရိုရောဗရောက်ပန်းခုတဲ့အခါမှာညအချိန်ခုမိဖို့အတွက်တတိထားစီခြင်းနဲ့ပြ။မဟုတ်ရင်ကျို့တို့တွေလိုဗရောက်တစင်းမွေလိုခမရိုလည်းဒုက္ခရောက်သွားလိမ့်မယ်နော်။ဒါပေမဲ့ကျုပ်လည်းစဉ်းစားမြတာကတော့ရှိနေသေးတယ်ဗျ။အဲ့ဒါကျုပ်ကိုအနောက်ကနေခိုင်းစေတဲ့အသင်ရှင်ကိုကျုပ်ရင်းရင်းနှီးနှီးရှိပြီးဘာတူလဲဆိုတာတွေးမရနေတာဟုတ်ပဲဗျ။ ြောက်ကြောက်ထဲသားကြားရဲအဲ့အတန်ဘသူပြောတာလဲဆိုတာခမရတို့သိရင်လည်းကျုပ်ကိုပြန်ပြောပေးဖို့အတွက်မမေ့ပါနဲ့နော်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလန်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့ပိုင်းစပ်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစမျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်နာဆင်အားပေးခဲ့ကြတဲ့ပရိသတ်တို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်